ားလုံးဝမင်္ဂလာပါဒီနေ့မှာတော့အားလုံးစောင့်နေကြတဲ့စိတ်ဆရာ event ပေါ့နော်ဒီ event မှာ second တကောင် diamond နဲ့နဲ့နဲ့ဘယ်လိုခေါ်အောင်လဲဆိုတာကိုကျွန်တော်ပြပြတောင်းမှာဖြစ်ပါတယ်အဲ့တော့ဒီ event ကဘာလို့လူကြိုက်များမဲ့ event ဖြစ်မလဲဆိုရင်အဓိကတော့ဒီချောင်းရဲ့ gold skin ပေါ့နော်အဲ့ဟာပါလို့ကျွန်တော်လည်း skin ယူမယ်တော့စိတ်ကူးထားရပေါ့နော်အဲ့တော့ဘယ်ချိန်မှာ original server ကိုရောက်လာမလဲဆိုရင် July လ10ရက်နေ့မှာရောက်လာမယ် ဲ့တော့ကျွန်တော်ကဒီဖောက်တဲ့ညိုမပြောပြခင်မှာဒီ event အကြောင်းနည်းနည်းလေးပြောပြပေးမယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် तू က one draw ကြတော့ diamond 100ဒါမဲ့ဒီ daily discount က diamond 90နဲ့ဖောက်လို့ရမယ်ပေါ့နော်ပြီးတော့ဒီ ten draw ကြတော့ diamond 1000ကိုထိတ်ဆုံးဆဲချိန်အတွက်900နဲ့ဖောက်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခါလေးဖောက်မယ်ဆိုရင်တော့ diamond 1000ပေးရမယ်ပေါ့နော် အဲ့တော့ဒီ event ရဲ့အရင်တစ်ခါလာခဲ့တဲ့ထုံစံအတိုင်းပဲ free skin တကောင်ရမယ်ပေါ့နော်အဲ့ skin ကဘာလဲဆိုရင်ကျွန်တော်ပဒန်းရဲ့ gold skin မဟုတ်တဲ့ဒီ yoyo စိမ့်ဆယ်ရ skin ပေါ့နော်ဒီ skin ကိုကျွန်တော်ထိတ်ဆုံ dandro မှာရမှာဖြစ်ပါတယ်အဲ့တော့အဲ့ dandro level ကြတော့လေကျွန်တော် test တစ်ခုလာဖို့ရှိတယ်အဲ့ဒါကဘာလဲဆိုရင် ကျွန်တော် pegasus training ဆိုတဲ့ event တစ်ခုရှိမယ်ပေါ့နော်ဒီ event မှာကျွန်တော်တို့က free token ခုနှစ်ခုဒါမှမဟုတ်ဆယ်ခုရမယ်ပေါ့နော်အဲ့တော့ဆယ်ခုကတော့ဒီနှစ်ထဲမှာလာမယ်ဆိုပြီးတော့ပြောထားတယ်ဒါပေမဲ့အရင်နှစ်တော့ခုနှစ်ခုပဲပေးထားတယ်ပေါ့နော် ဲ့တော့ဒါကတော့လာတဲ့ချိန်ကျရင်ကျွန်တော်တစ်ချက်ကြည့်ကြမယ်အနည်းဆုံးကတော့ခုနှစ်ခုပေးဖို့များပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ event shot တွေကိုတစ်ချက်ကြည့်ကြမယ်ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့စကင်တကောင်1200နဲ့လဲလို့ရမယ်ပေါ့နော်အဲ့တော့1200ဆိုတာအကျဉ်းအားဖြင့်60နဲ့90ကျောက်လဲပေးရမယ်အဲ့တော့ကျွန်တော်တို့ကဒီ Go စကင်တကောင်ကိုအကျဉ်းရင်60အနည်းဆုံးလဲပေးရမယ်ပေါ့နော် ပြောဒီ permanent item ထဲမှာလည်းဒီ recall အပြည့်အဝမှာတခြားရောဟာတွေလည်းအကုန်လုံးပြန်ပါတယ်။ recall ကတော့ကျွန်တော်တော်တော်လေးကြိုက်တဲ့ထင်မှာပါတယ်ပေါ့နော်။အဲ့ဒီ6 gold skin နဲ့ဒီ recall เนี่ยလုံးဝအလန်းစရာဗျာ။အဲ့တော့ဒီ combo လေးကိုတော့ယူတင်တယ်။အဲ့တော့ဒီတစ်ခါဒီ event ရဲ့ price ဘယ်လိုကြီးမယ်ဆိုရင်ဒီ gold skin 3កောင်ပဲပါမယ်ဗောနော်တခြား skin တွေလုံးဝပါလာခြင်းမရှိဘူးအဲပြောရရင်တော့ဒီ event ကဒီ skin only ပဲဗျာတခြား skin တွေလုံးဝမပါဘူး yeah ပြီးတော့ duelist ဆင်မှာကြီးမယ်ဆိုရင်ဒီပဒန်းရဲ့ sona 10ချိန်မှာရမယ် skin ပါမယ် ် item တွေမှကြီးမယ်ဆိုရင်သူ့ရဲ့ recall ပြင်တခြား item တွေလည်းပါမယ်အဲ့တော့ဒီမှာ coin အနေထားကြီးမယ်ဆိုရင်သူက40ရာအများဆုံးပေါ့နော်အဲ့တော့ကျွန်တော်ရှင်းမပြောလို့ပဲအကြိမ်ကြီး60ကျော်နဲ့80ကြားမှာဒီ skin ကိုရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ draw draw ကိုကြည့်မယ်ဆိုရင်ဒီအကြိမ်ကြီး30မှာ ticket တစ်ခုရမယ်ပြီးတော့အကြိမ်ကြီး80ကျမှာ ticket 5ခုထည့်ရမယ်ပေါ့နော်အဲ့တော့ကိုကနေပြီးတော့80ကျမှာမရအောင်ဆိုရင်တော့ဒီ ticket 5ခုထည့်ရအောင်မယ်အဲ့တော့စိတ်မပူပါနဲ့အကြိမ်ကြီး80ရတော့လုံအောင်ရအောင်ရတယ် အဲ့တော့ပထမဆုံးဒီ event လာတဲ့ဇွန်လ10ရက်နေ့မှာကျွန်တော်တို့က weekly bet 4ဘက်ကိုထည့်မယ်။ဒါကဘာလို့ထည့်ခံတာလဲဆိုရင်ကျွန်တော်က diamond 0နဲ့တွက်ထားပေးရပါဘောနော်။အဲ့တော့ဇွန်လ10ရက်နေ့မှာ weekly bet 4ဘက်ထည့်ပြီးတော့ကျွန်တော်တို့ကလုံးဝမလှည့်သေးဘူးဘောနော်။အဲ့ဒီ weekly bet ရတဲ့ဟာနဲ့ပဲကျွန်တော်တို့က diamond တွေကိုစုသွားမယ်။အဲ့တော့ဇွန်လ16ရက်နေ့မှာကျွန်တော်တို့လက်ထက်မှာ diamond 900ရှိနေမှာဖြစ်ပါတယ်။အဲ့တော့ကိုယ်လက်ထက်မှာ diamond 900နဲ့ weekly bet ကျက်နေသေးရဆိုရင်တော့ဒါကမထည့်လေရတယ်။ ဲ့တော့ဘယ်နေ့မှစလဲမလဲဆိုရင်ကျွန်တော်တို့ဇွန်လလ16ရက်နေ့မှစပြီးတော့လဲမယ်အဲ့တော့ဇွန်လလ16ကနေဇွန်လလ24ရက်နေ့ထိတရက်ကိုတစ်ချိန်စီလဲသွားမယ်အဲ့တော့အဲ့အတွက်ကစုစုပေါင်း7ချိန်တီတီရမယ်ပေါ့နော်ပြီးတော့ဒိုင်မိုကတော့240ကျော်မှဖြစ်ပါတယ်ပြီးတော့လက်ထဲမှာဒိုင်မိုကတော့280ကျန်မယ်ဒါတရက်ကိုတစ်ချိန်စီလဲသွားရုံပဲပေါ့နော်ကျွန်တော်ကဇရားကိုရှင်းအောင်လို့ဒီလိုပေါင်းဆွဲထားပေးရဖြစ်ပါတယ်အဲ့တော့ phase 1လာတဲ့ရဇွန်လ25ရက်နေ့ရောက်ပြီပေါ့နော်အဲ့ဒီမှာနောက်ထပ် diamond 150ထပ်ပြီးတော့ထည့်မယ် ပြီးွားရင်အဲ့ဒီမှာပဲစုစုပေါင်း2ကြိမ် draw မယ်။အဲ့အတွက်တိုင်မွန်ကတော့150ကုန်မှာဖြစ်ပါတယ်။ပြီးတော့လက်ကျန်တိုင်မွန်ကတော့380ကျန်မယ်။အကြိမ်အားဖြင့်ကတော့10ကြိမ်တိတိပြီးွားမှာဖြစ်ပါတယ်။ ဒါပြီးွားရင်ကျွန်တော်တို့ဇွန်လ26နဲ့29မှာတရက်ကိုတစ်ကြိမ်စီထပ်ပြီးတော့လဲပါမယ်။အဲ့အတွက်ဒိုင်မိုကတော့တရက်ကို90စီကုန်မှာဖြစ်ပြီးတော့အကြိမ်အားဖြင့်ကတော့12ကြိမ်တိပြီးွားမှာဖြစ်ပါတယ်။အဲ့တော့ဇွန်လ29ရက်နေ့မှာဆိုရင်တော့ test တွေကလုံးဝအကုန်ပြီးွားပြီပေါ့နော်။အဲ့တော့စုစုပေါင်း free token က15ခုရမယ်။ပြီးတော့အကြိမ်အားဖြင့်ကတော့29ကြိမ်တိပြီးွားမှာဖြစ်ပါတယ်။ โอเคဒါပြီးွားရင်ဇွန်လ28ရက်နေ့ကနေဇွန်လ31ရက်နေ့အထိကိုတရက်တစ်ကြိမ်စီထပ်ပြီးတော့လဲ့ပါမယ်အဲ့အတွက်ဒိုင်မွန်ကတော့စုစုပေါင်း900ကျော်မှာဖြစ်ပြီးတော့ကျွန်တော်လက်ထက်မှာဒိုင်မွန်ကတော့900ကျော်မှာဖြစ်ပါတယ်ဒါကဘာလို့လဲဆိုရင်ကျွန်တော်ရှေ့မှာ weekly bet ၄ဘက်ထည့်ခဲ့ပေါ့เนาะအဲ့တော့ weekly bet ရတဲ့ဒိုင်မွန်20စီရင်ねဒီလောက်တက်တာနေရာဖြစ်ပါတယ် โอเคဒါပြီးွားရင်တော့ဒီ face 2လာရဲ့နေ့ August လာတရက်နေ့မှာ diamond 250ထပ်ပြီးတော့ထည့်မယ်အဲ့နေ့မှာပဲကျွန်တော်နှစ်ကြိမ် draw မယ်ပေါ့နော်အဲ့အတွက်က diamond 150ကုန်မယ်ပြီးတော့လက်ကြံ diamond ကတော့320ကျပ်မှာဖြစ်ပါတယ်ပြီးတော့ဒီ August လာတရက်နေ့မှာစုစုပေါင်းအကြိမ်ရတော့33ကြိမ်ဒီပြီးွားမယ် August လာ၂ရက်နေ့နဲ့ August လာ၃ရက်နေ့မှာနောက်ထပ်တရက်ကိုတစ်ကြိမ်စီထပ်ပြီးတော့လှည့်မယ် အဲ့အတွက်ဒိုင်မိုကတော့အစုစုပေါင်းတက်ရကုန်မှာဖြစ်ပြီးတော့လက်ကျန်ဒိုင်မိုကတော့960ကျန်မှာဖြစ်ပါတယ်။ပြီးတော့အကြိမ်အားဖြင့်ကတော့35ကျန်တိပြီးပါမယ်။ကျွန်တော်တို့ဒီဩဂတ်လ3ရက်နေ့မှာဆိုရင် test တွေအကုန်လုံးပြီးသွားဖြစ်တဲ့အတွက်စုစုပေါင်း free token က16ခုထပ်ပြီးတော့ရမယ်။16ခုကဘာလို့ဖြစ်လာလဲဆိုရင်ကျွန်တော်ဒီ draw ကနေရတဲ့ token တစ်ခုရှိအောင်မယ်။အဲ့တော့အဲ့ဒါပါထက်တွက်ပြီးတော့စုစုပေါင်း16ခုရမှာဖြစ်ပါတယ်။အဲ့တော့ဩဂတ်လ3ရက်နေ့မှာဆိုရင်စုစုပေါင်းအကြိမ်ရ52ကြိမ်တိပြီးသွားမှာဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီ Pegasus Training ဒါလာခဲ့မယ်ဆိုရင်စုစုပေါင်း free token ကနောက်ထပ်10ခုထပ်ပြီးရရမယ်9ခုတမမဟုတ်10ခုရမယ်ပေါ့နော်အဲ့တော့10ခုလာမယ်လို့ထင်တာပဲပြီးတော့ register လုပ်ထားတဲ့အတွက် token နောက်ထပ်တစ်ခုထပ်ပြီးရရမယ်အဲ့တော့ဒီ task ကနေပြီးတော့စုစုပေါင်း free token က11ခုရနိုင်တယ်အကြွေခုနှစ်ခုပဲလာခဲ့တဲ့ဆိုရင်တော့အပေါ်မှာ diamond 160ပို့ရရပေါ့နော်အဲ့တော့တရက်ကိုတစ်ချိန်စီးလဲလိုက်မယ်ဆိုရင်အချိန်60ကျော်ကအစီလေးကိုရတယ် ဒီ Pegasus Trainer ကတော့လာဖို့ကတော့များတယ်အကယ်၍လုံးဝမလာခဲ့ဘူးဆိုရင်ကျွန်တော်တို့နောက်ထပ် Diamond 250ထည့်ပြီးတော့အဲ Tandro 50% discount Diamond 900နဲ့လဲလိုက်မယ်ဆိုရင်လည်းဒီအကျဉ်60ကျော်ပြည့်ရပေါ့နော်အဲ့တော့ ဲ့တော့တကယ်တမ်းကတော့ဒီ Pegasus Trainer လာဖို့ကတော့လုံအောင်သေချာတယ်အမလာခဲ့ရင်ပြောရပေါ့နော်အဲ့တော့အကယ်၍လာခဲ့တဲ့ဆိုရင်ကျွန်တော်ဘလောက်ပဲကုန်မလဲဆိုရင် weekly bet 4ဘတ်နဲ့ diamond 900ပဲကုန်မှာဖြစ်ပါတယ်အဲ့တော့အဓိကပြောချင်တာကတော့ဒီထိတ်ဆောင်က weekly bet 4ဘတ်ကကို့မှာ diamond 900နဲ့ weekly bet ရက်တည်ကြံနေရဆိုရင်တော့မထည့်လေရတယ်ဒီနောက်က diamond 250နှစ်ခုထည့်ရင်ရပြီပေါ့နော် okay ဒီလောက်ဆိုရင်တော့အချိန်60ကိုဘယ်လိုလဲဝါမလဲဆိုတာတည်သွားလောက်ပြီလို့ထင်ပါတယ် အဲ့တော့ဒီ event မှာကျွန်တော်က6 9လေးရောယူမယ်အဲ့တော့ second review လေးလာမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ channel ကို like subscribe လေးရောလုပ်ခဲ့အဲ့အားမှာကျွန်တော် video တင်တာနဲ့တန်တိမယ်တန်ပြီးတော့ကြည့်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ event ကိုနည်းနည်း recap ပြန်လုပ်ပေးမယ်အဲ့တော့အချိန်ရင်60နဲ့80ကြားကိုလဲရမယ်ပြီးတော့ free token က phase 1နဲ့ phase 2ရှိမယ် phase 1မှာ token 15ခုလာမယ်ပြီးတော့ phase 2မှာနောက်ထပ်15ခုလာမယ်အဲ့တော့စုစုပေါင်းကဒီဟာနဲ့တင်ရော30ပေါ့နော်ပြီးတော့ pre register ကနေပြီးတော့ free token တစ်ခုထပ်ရမယ် ပြီးတော့ဒီ Pegasus Trainer ကနေပြီးတော့ Free Token ခုနှစ်ခုကနေ10ခုချားပေါ့နော်အဲ့ထဲကနေရမယ်ပြောရရင်တော့တကယ်တမ်းဖောက်မယ်ဆိုရင်ဈေးရမ်းမကြီးရဲ့ event တွေမှာပါတယ်။အာဒီ Pegasus Trainee မှာရတဲ့ free token တွေတင်ကိုတော်တော်လေးတန်တယ်ပေါ့နော်။ Okay ဒီလောက်ဆိုရင်တော့ဒီ skin ကိုဘယ်လိုဖောက်မလဲဆိုတာအားလုံးသိသွားလောက်ပြီလို့ထင်ပါတယ်။ပြီးတော့ဒီ video ကပျောက်ကောင်ပျောက်သွားနိုင်တယ်။အဲ့တော့ video ကို like လုပ်ပြီးတော့တင်တာ event ဝေးသေးလို့ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်နောက် video မှာထပ်ပြီးတော့တွေ့ကြမယ်။ See you guys